ရားသာသနာတော်မှာမဂ္ဂင်ရှင်းပါအကျင့်တရားကလွဲလို့ဘာမှတခြားကျင့်စရာမရှိဘူးမဂ္ဂင်ရှင်းပါအကျင့်တရားဆိုတာလည်းပဲလူတိုင်းလူတိုင်းတဏ္ဍာမှာရှိနေတဲ့ကိုယ်တဏ္ဍာမှာဘာတွေရှိတုံးဆိုရင်လိုက်ကြည့်ဘုန်းကြီးတို့တွေမှာကာယဆိုတဲ့ခန္ဓာကိုယ်ကြီးရှိတယ်เนาะဝေဒနာလို့ဆိုတဲ့ခံစားချက်တွေရှိတယ်အာယုကိုတိတတ်တဲ့အသိစိတ်ဆိုတာရှိတယ် တွေးကြံမှုဆိုတဲ့သဘာဝဓမ္မတွေရှိတယ်။အော်ကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကို သူ့သဘာဝအတိုင်းမြင်အောင်ရှုမှတ်ပွားများနေတာ။ကိုယ်ကာယကြီးကိုသဘာဝအတိုင်းရှုမှတ်ဥမာထွက်လီဝင်လီလေးကိုရှုနေလို့ရှိရင်ကာယလူပတနာပဲ။ဝမ်းနေတယ်ဝမ်းသာတယ်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့ခံစားချက်လေးကိုရှုနေလို့ရှိရင်ဝေဒနာနုပဒနာ ကိုယ်စိတ်ထဲမှာဖြစ်တဲ့အီလောဘနဲ့ရှင်တွဲလာတဲ့စိတ်ဒေါသနဲ့ရှင်တွဲလာတဲ့စိတ်မောဟနဲ့ရှင်တွဲလာတဲ့စိတ်ဒီစိတ်ကလေးတွေကို ရှုမယ်ဆိုလို့ရှင်စိတ်တဏှုပတနာဉာဏ်နဲ့ဉာဏ်တွဲမှုဉာဏ်စီမှုတွေရုပ်ခန္ဓာတွေစသည်ဖြင့်ရှုမယ်ဆိုလို့ရှင်ဓမ္မာနုပတနာအဲ့ဒီမိမိတဏ္ဍမှာရှိတဲ့သဘာဝတရားတွေကိုအမှန်မြင်အောင်ချီးဖို့အမှန်တမ်းမှလိုအပ်တယ်တဲ့ အဲ့ဒီအမှန်မြင်အောင်ကြည့်တာကိုပဲတမ္မာဒိဋ္ဌိလို့ခေါ်တာတမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်မှုအတွက်ဘာလို့ရမလဲတမ္မာသင်္ကပ္ပဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့လိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်ဖို့ရအတွက်ကြိုးစားဖို့လိုအပ်တယ်တမ္မာဝါယာမထိုကြိုးစားတဲ့အခါမှာစိတ်ဆိုင်ဖို့လည်းလိုအပ်သေးတယ်တမ္မာတတိအာယုန်တကူထဲမှာစိတ်ကိုငြိမ်အောင်ထားဖို့တမ္မာတမာတိဟောပေါင်းလိုက်တဲ့အခါကျတော့ ဒီမဲခင်၅မျိုးအဓိကကာရပကမဲခင်လို့ခေါ်တယ်တရားဓမ္မအကျဉ်းချုပ်ကြိုးကုပ်အားထုတ်တဲ့အခါမှာဒီမဲခင်၅ခုဟာဟန်ချက်ညီညီနဲ့အလုံးလုံးသွားပြီဆိုလို့ရှိရင်တဘာဝတွေကိုတိသွားမှာဆိုပါစို့ထွက်လေဝင်လေလေးကိုရှုမှတ်နေတယ်ဆိုလို့ရှိရင်ထွက်လေဝင်လေလေးကိုမတိတိအောင်တဘာဝကလေးကိုမတိတိအောင်ကြိုးစားတာတမ္မာဝါယာမှာ ထိုထွက်လေဝင်လေလေးကိုအမြဲတမ်းတတိကတ်ထားတာကတမ္မာတတိထိုထွက်လေဝင်လေအာယုန်လေးတစ်ခုတည်းပေါ်မှာစိတ်ကိုတည်ငြိမ်အောင်လှုပ်ထားတာကတမ္မာတမာတိထွက်လေဝင်လေလေးရဲ့သဘာဝကိုစဉ်းစားတွေးတွေးခေါ်နေတာကတမ္မာသင်္ကပ္ပာဟောအဲ့ဒီလို၄ခုပေါင်းဆံလိုက်တဲ့အခါဘာပေါ်လာတော့ဆိုရင်တမ္မာဒိဋ္ဌိ ထွက်လေဝင်လေလေးရဲ့သဘာဝတရားကိုအမှန်မြင်လိုက်တဲ့တမ္မာဒိဋ္ဌိဆိုတာပေါ်လာတယ်။အဲဒီလိုအမှန်မြင်လိုက်တယ်ဆိုတာအော်ထွက်လေဝင်လေလေးဟာသူ့သဘာဝပဲထွက်လေဝင်လေပဲငါမဟုတ်ပါလားဆိုတာကိုမြင်လာတယ်။ငါမဟုတ်ဘူးဆိုတဲ့အမြင်လီအမှန်မြင်ပေါ့။အဲဒီအမှန်မြင်လိုက်တဲ့အခါကျတော့မှရုပ်နာဓမ္မသင်္ခါရတွေနဲ့ပတ်သက်လာပြီးတော့အမှန်မြင်လာတာနဲ့တပြိုင်တည်းညီငွေမှုဆိုတာပေါ်လာတယ်။ ညီဝိလာရနဲ့တပြိုင်နဲ့တွေ့တာမှုဆိုတာမရှိတော့ဘူးတွေ့တာမှု မရှိတာနဲ့တပြိုင်နဲ့လွတ်မြောက်သွားတာပဲအေးအဲ့ဒါလို့အဆင့်ဆင့်အကျိုးရှိသွားအောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကာယစိတ်တဝေဒနာဓမ္မလို့ဆိုတဲ့တတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာလူတိုင်းလူတိုင်းဟာဘယ်ချိန်မှာပဲဖြစ်ဖြစ် မိမိတို့အားလက်တဲ့အချိန်လေးမှာအာယုံဆိုင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ခေါဏကပြောတဲ့အသိဉာဏ်တွေအလုံးပေါ်လာကြမှာပါတဲ့အဲ့ဒီလိုပေါ်လာတဲ့အခါမှာဝိမုတ်တလွတ်မြောက်မှုဆိုတာကိုရမှာဖြစ်ပါတယ်အဲ့ဒီလိုမှမကြည့်နိုင်ဘူးဆိုလို့ရှိရင်အတွေ့အတာတွေနဲ့လူတွေမှာဘာတွေဖြစ်မလို့တွေ့တာတာရှိလို့ရှိရင်တောကတွေလာမယ်တောကတွေဖြစ်ရင်ဒုက္ခတွေဖြစ်မယ်ဒေါမနတာတွေဖြစ်မယ်နော် တောကတွေနဲ့လူလောကမှာနေကြတာအဲ့ဒီတောကတွေပရိဒေဝတွေငိုရတယ်ကျွေးရတယ်စိတ်ဆင်းရဲရတယ်ကိုယ်ဆင်းရဲရတယ်အဲ့ဒါတွေလွန်မြောက်ဖို့ရအတွက်နိလန်းကတော့တခုတည်းပဲဒီနိလန်းဟာမြတ်စွာဘုရားချမှတ်တော်မူတဲ့ဒီမဂ်ကင်၈ပါးတတိပဌာန်အကျင့်တရားပဲတဲ့ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဧကာယနောအယံဘိကဝေမေဃောတတ္တနံဝိတ္တုတ္တိယာ သောကပရိဒေဝနံသမတေကမာယဒုက္ခဒေါမနသနာအထင်ကမာယညာယသာတိကမာယနိဗ္ဗာနတသစ္စိကရိယာယယတိတံသတ္တရောတတိပဌာနာဘိကဝေချင်တယံယတိတံသတ္တရောတတိပဌာနာတတိပဌာန်၄ပါအကျင့်တရားလို့ဆိုရက်အယံမေကိုဤချင့်စဉ်ဟာ သတ္တနာသတ္တဝါတို့ရဲ့ဝိသုဒ္ဓိယာကိလေသာအညစ်အကြေးတွေကစင်ကြယ်ဖို့ရာဧကာယနောတချောင်းဤသောလမ်းပါပဲ။